အခုထုတ်လွှင့်မဲ့အစီအစဉ်ကတော့အပတ်စဉ်တောက်ကြနေတိုင်းထုတ်လွှင့်နေတဲ့မှတ်မှတ်သားသားစကားများအစီအစဉ်ဖြစ်ပါတယ်။မြမအရေးနဲ့ပတ်သက်လို့တပတ်တွင်းရေးသားပြောဆိုဆွေးနွေးကြတာတွေကတချို့ကို RFA ဖွဲ့သားကိုကျော်မင်းတို့ကစူးစီးတင်ပြထားပါတယ်ခင်ဗျာ။မင်္ဂလာပါခင်ဗျာ။အေဗီလာ73ရက်နေ့ကမြန်မာနိုင်ငံကိုလာရောက်ခဲ့တဲ့ဗြိတိန်ဝန်ကြီးချုပ်ဒေးဗစ်ကင်မရွန်က မြန်မာဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဆောင်ရွက်ချက်တွေကိုအတိမတ်ပြုတဲ့အနေနဲ့မြန်မာနိုင်ငံကိုအကူအညီပေးဖို့တိတ်ဆို့အရေးယူထားတာတွေကိုဖယ်ရှားတာမဟုတ်ဘဲနဲ့ရက်ဆိုင်ထားရေးတူးပန်သွားမယ်လို့ပြောကြားလိုက်ပါတယ်။ဂျွန်ဆန်းစုကြည်ကဒီတုံ့ပြန်မှုဟာ မှန်ကန်တဲ့တုံ့ပြန်မှုဖြစ်ပြီးတော့ပြုပြင်ပြောင်းလဲရေးဆောင်ရွက်တဲ့သမရဦးသိန်းစိန်နဲ့ပြုပြင်ပြောင်းလဲရေးသမားတွေကိုအတိမတ်ပြုရာရောက်တဲ့အကြောင်းအတစ်ဖက်မှာလည်းပြုပြင်ပြောင်းလဲရေးကိုဆန့်ကျင်နေသူတွေကိုဒီမိုကရေစီလုပ်ငန်းစဉ်မှာအနောက်ရှက်ပေးလာဖို့လှုံ့ဆော်လာခဲ့ရင်ပိတ်ဆို့အရေးယူမှုတွေအချိန်မရွေးပြန်ရောက်လာနိုင်တယ်ဆိုတာကိုအခြေအနေတည့်ရအနေနဲ့ထားရှိကြဖြစ်တဲ့အကြောင်းပြန်လည်ပြောကြားခဲ့ပါတယ်။ suspension rather than the lifting of sanctions because this would be and acknowledgement of the democracy ပြည်ပြောင်းလဲဆောင်ရွက်တဲ့ပုံကိုယ်တွေကိုအားဖြည့်ပံ့ပိုးပေးရာရောက်တယ်လို့ပြည်ပြောင်းလဲဆောင်ရွက်သူတွေကိုဆောင်ရွက်ခွင့်မပေးခဲ့ရင်ပိတ်ဆို့အရေးယူရတဲ့အချိန်မြင့်ပြန်လာနိုင်မယ်ဆိုတာကိုလည်းသတိပေးရာရောက်ပါတယ်လို့ပြောပါတယ်။ဒါဟာနေအခြေချုပ်ကပြန်လွတ်လာတဲ့2010ပြည်နှစ်နောက်ပိုင်းပိတ်ဆို့အရေးယူမှုနဲ့ပတ်သက်လို့သဘောထားကိုဒေါ်အောင်ဆန်းစုကြည်ကပထမဆုံးလူသိထင်ရှားပြောကြားလိုက်တာဖြစ်ပါတယ်။အေဘီလာ၁၄ရင်းကအမျိုးသားဒီမိုကရေစီဖွဲ့ချုပ် BG လူငယ်များအဖွဲ့ကတကြံအလှပြရာနဲ့ဖြောပြေးရင်ဟာ ရန်ကုန်နာရေးကူညီမှုအသင်းကိုသွားရောက်ဖျော်ဖြေခဲ့ပါတယ်။ဒီလိုဖျော်ဖြေပြီးနာရေးကူညီမှုအသင်းရဲ့ဥက္ကရာဦးကျော်သူကဒီမိုကရေစီဆောင်ရွက်သူတွေကိုတောင်းတဲ့ခိုင်နိုင်ပြောဆိုလိုက်တာကိုကြားသိမှတ်သားလိုက်ရပါတယ်။အဲ့ဒီလားတခုပဲပြောချင်ပါလေအခုကျော်တော့ဒီအောင်ဝဲခံပြီးပြီပေါ့လေအောင်ဝဲခံပြီးတဲ့အချိန်မှာခုတ်တောင်းနေတာတောင်းဆိုတာခုတ်တိုင်တော့ခုတ်ရမယ်ကတိုင်တော့ကမှာ ဲ့တော့ရှေ့ဆက်ပြီးတော့တောက်လျှောက်ကသွားနိုင်ပါသေးလို့ကျွန်တော်ဒီတောင်းနေတာပြပါရစေ။ဟုတ်ကဲ့အခုတော့ထူးထူးခြားခြားကြားလိုက်ရတဲ့နောက်ထပ်စကားတစ်ခွန်းကတော့ပြီးခဲ့တဲ့ Avila 16နှစ်ရဲ့နှစ်စန်းတည့်ရနေ့ကကော်မူကနှစ်သိက္ခူပွဲတော်မှာအမှုပညာသည်တွေနိုင်ငံရေးကိစ္စမှာပါဝင်လာတာနဲ့ပတ်သက်လို့ဒေါအောင်ဆန်းစုကြည်ပြောခဲ့တဲ့စကားတစ်ခွန်းပါခင်ဗျာ။ကျမတို့ရဲ့ကော်မူပြည်သူပြည်သားမြို့သူမြို့သားတွေကိုလာပြီးတော့ဖြောပေးပေးတဲ့အမှုပညာရှင်တွေကိုလည်းကျမတို့ကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်။ အခုလိုအလို့ပညာရှင်များဟာကျမတို့ရဲ့လုပ်ငန်းတွေမှာပါဝင်လာတာဟာကျမတို့နိုင်ငံအတွက်အင်မတန်မှကောင်းတဲ့လက္ခဏာဖြစ်ပါတယ်။အလို့ပညာရှင်ဆိုတာဟာရိုးရိုးစကားနဲ့အဓိပ္ပာယ်ပေါ်ရမယ်ဆိုရင်အလို့အရင်အလှကိုပေါ်ပေါ်နဲ့ပေါ်ဆောင်ပေးတဲ့သူတွေဖြစ်ပါတယ်။အဲ့တော့ကျမတို့ရဲ့နိုင်ငံကျမတို့ရဲ့ပါဝင်ခြင်းကျမတို့ရဲ့လောကကြီးပို့ပြီးတော့လူ့ဖို့ရင်ဖို့လှဖို့အတွက် လုံနေတဲ့ပုံကိုယ်လေးလို့ကျမတို့ကဒီလိုပဲမြင်ပါလေ။ဒါကြောင့်မလို့ဒီလိုပုံကိုယ်လေးကကျမတို့နဲ့ဘာလို့ဝင်ပြီးတော့နိုင်ငံသွတ်တဲ့ရေးအတွက်လုံတာဟာကျမတို့အတွက်ဒရတာဖြစ်ပါလေလို့ကျမပြောပြစီ။အခုတပတ်နောက်ဆုံးတင်ပြလိုတဲ့စကားလုံးတစ်ခုကတော့ကဘာကျော်တိုင်းမဂ္ဂဇင်းကြီးမှာ16ရက်နေ့ကရေးသားဖော်ပြလိုက်တဲ့သမရဦးသိန်းစိန်ရဲ့အကြောင်းဖြစ်ပါတယ်။ဦးသိန်းစိန်ကမြန်မာနိုင်ငံရဲ့အများထင်မှတ်မထားတဲ့အပြောင်းလဲဖော်ဆောင်ပေးသူတဦးလို့ကင်မွတ်တက်ထားပြီ ကဘာပေါ်မှာဘယ်နေရာမှာမှထင်မှတ်မထားတဲ့ဒီမိုကရေစီပြည်ပြင်ပြောင်းလဲရေးတစ်ခုကိုလှုပ်ဆောင်ပြသူပြည်သူကတူအနေနဲ့ဖော်ပြထားပါတယ်။မြန်မာနိုင်ငံကအပြောင်းလဲဖော်ဆောင်ရမှာအစိုးရထဲမှာအများစုဖြစ်တဲ့ဗိုလ်ချုပ်ကြီးဟောင်းတွေလက်ရှိစစ်တပ်အရာရှိကြီးတွေနဲ့ဒေါန်ဆန်းစုကြည်ခေါင်းဆောင်တဲ့အတိုက်ခံဒီမိုကရေစီလှုပ်ရှားသူတွေတက်တန်းနှုနေသေးတဲ့အရက်ဖက်ဖွဲ့စည်းတွေနဲ့ပြည်သူတွေနိုင်ငံရေးဖြစ်စဉ်မှာပါဝင်လာအောင်နိုင်ငံရေးချိန်ခွင်ကြာညှိရတဲ့လုပ်ငန်းကြီးဖြစ်တဲ့အတွက်ဦးသိန်းစင်ရဲ့ဆောင်ရွက်ချက်ဟာအန်အောလောက်တဲ့ဆောင်ရွက်ချက်ပါလို့ဆိုပါတယ် ။အဲဒါမှမဟုတ်သူ့လုပ်ငန်းအောင်မြင်တာမအောင်မြင်တာဟာမြန်မာပြည်သူတန်း55တန်းအတွက်သာမကဘဲနဲ့အာရှပြည်သူအားလုံးအတွက်ပါအရေးကြီးလာပါတယ်လို့တိုင်းမဂ္ဂဇင်းကြီးကရေးသားဖော်ပြထားပါတယ်ခင်ဗျာ။အခုဒီပတ်မမသားသားစကားများအစီအစဉ်ကတော့ဒီလောက်ပါပဲခင်ဗျာ။ကြည့်ရှုကြတဲ့အတွက်ကျေးဇူးထူးတင်ပါတယ်။